စိတ်တေဟိပရဟိတာရံမောလေငါငါမိသားစုတွေဥတည်တယ်ပဲထားဘလို့စိတ်တက်တဲ့လုတ်ပေးခဲ့မှာလေပေါ့သူများတွေလို့ရှာပြီးလုတ်ပေးခဲ့မှာလားကြည့်ချင်မှာအမတန်ပြတ်သားခဲ့ပါလားပေါ့ပြတ်သားခဲ့ပါလားပေါ့နော် 26နှစ်မှာရွေးရတာလေသေးတယ်လုံမယ်ဆိုရင်အတိညာလဲထက်တယ်အာအင်လဲရှိတယ်ဒါမဲ့အတိတ်ကပါလာတဲ့ကံတရားပါရမီဝဲလွှဲချလို့မရဘူးပြစ္ဆုတ်ပံမှာအတိဉဏ်ရှိပြီးတော့ ဲ့လမ်းကြောင်းကိုရအောင်ပေါ့အင်္ဂလိပ်စာအရင်သင်ခြင်းလေဒါမင်းအင်္ဂလိပ်စာနဲ့ဘုရားရှင်ဟောကြားတဲ့အသည့်တွေရွေးချယ်ရတဲ့အခါမှာပါဠိတွေကိုဘုရားရှင်ဟောကြားတဲ့ဝဆနတ္ထစကားတွေကိုသိလိုက်တိုင်းအဲ့အသည့်နဲ့လောကမှာ မြုံမြုံသော varieties of problem တွေအများကြီးပဲပြဿနာတွေလူမှုရေးပြဿနာတွေစီးပွားရေးပြဿနာတွေကျန်းမာရေးပြဿနာတွေပြဿနာရဲ့ရက်တွေကိုဖြေရှင်းတဲ့နေရာမှာလူနဲ့ဖြေရှင်းလို့မရအောင်ထားတဲ့ဝဆနထစကားတွေကို အတိမှန်အောင်နားလေမှဖြည့်ရှင်းလို့ရတာလို့နားလေထားတဲ့အခါကျတော့ဒီဘုရားရှင်ဘာပြောတာလဲဘာပြောတော့တာလဲလို့အဲ့ဒီသနာစကားတွေကိုတိအောင်လုပ်ပြီးလက်တွေ့ဘဝမှာ varieties of problem လေးပြဿနာအမျိုးမျိုးတွေကိုကင်တွေဖြည့်ရှင်းပြီးစိတ်တွေကိုထားလာနိုင်ခဲ့တယ်ပေါ့ အဲ့ဒါဘာသာစကားတစ်ခုရဲ့ရွေးချယ်မှုပဲလူတွေတော်တော်များများဖျားရှင်ပြောထားတဲ့ပါဠိလေးဆိုနားမလည်ဘူးမင်းတို့လည်းပါဠိသင်ခဲ့ရတာမဟုတ်ပါဘူးဒါပေမဲ့ဖျားရှင်ပြောကြားထားတဲ့ဝဆနထပါဠိတလုံးတိုင်းဟာဘုရားကိုတွေ့တဲ့ဒုက္ခအနေလွတ်မြောက်မဲ့ စကားတွေပဲလို့။ဘာဖြစ်လို့လဲဆိုတော့လက်တွေ့ချင်းရှင်းကြည့်တာ။လက်တွေ့ချင်းရှင်းကြည့်တာ။ဖြင်းရှင်းလာတဲ့အခါမှာအင်္ဂလိပ်စာသင်တယ်လို့ပဲတလုံးတည်းရနေပြီးတော့ sentence တွေပြောတတ်လာတယ်။ပြောတတ်လာမယ်။ listening skill တွေနားထောင်တတ်လာတယ်။ ဲ့လိုပဲတလုံးချင်းစီကနေစခဲ့ရတာပဲလေအဲ့တော့လက်တွေ့ဖျန်းရှင်ဟောကြားထားတဲ့ဒီစကားတွေပေါ့နာနိမိတ်တဲ့ခါကြီးနမိတ်နောက်ကိုမလိုက်ရဘူးဆိုတော့တိပြီဟုတ်တယ်အာယုံနမိတ်နောက်ကိုပါသွားတာဟာဒိဋ္ဌိကြောင့်လို့ ဆက်ဆက်ပြီးတော့ concept မိလာတယ်ပေါ့ချိတ်ဆက်လာနိုင်တယ်ပေါ့လေးလာလိုက်စားရင်လိုက်စားသလောက်ဒီဘာသာရဲ့တခုပုံမှာကျင်းကျင်လာတယ်လို့ပဲပေါ့ဟာတော်တော်တန်မိုးရှိပါလားပေါ့နမိတ်နောက်ကိုလိုက်လို့အစိတ်တခုနဲ့ပါလို့စိတ်တွေမှာမတည်ငြိမ်တာပါလားလို့စိတ်တွေရဲ့မတည်ငြိမ်ခြင်းပြဿနာကိုဖြေရှင်းလာနိုင်ပြီးတော့ ဒီပြဿနာ ကိုနဲ့သက်ဆိုင်တာမဟုတ်ဘူးအများနဲ့သက်ဆိုင်တာကိုတက်ထားတဲ့ပညာကကုမ္ပဏီတစ်ခုအချိန်နဲ့တည့်ရက်အတွက်ပဲအသုံးချလို့ရတာဖျားရှင်ဟောကြားထားတဲ့ဘာသာစကားအသိပညာကတတဝအနန္ဒနဲ့ဘယ်ဘာသာနဲ့ဘယ်ဘာသာဘယ်လူမျိုးနဲ့တွေ့မလဲ စိတ်တည်ထားတတ်တယ်ကုသိုလ်ဆောင်ရတဲ့ဝရိယနဲ့ပတ်သက်တဲ့ချိလိုက်တဲ့အခုစာပဲဖြစ်ဖြစ်ဒီဝရိယတွေမယုတ်လျော့သွားရအောင်တည်တတ်နေရမယ်တဲ့တိုးတက်နေရမယ်တဲ့မင်းညာပုံညာတိပြည့်စုံသွားရမယ်တဲ့။အော်တည်တတ်အောင်ကြိုးစားခဲ့ပါလားမဆုံးမယုံအောင် သမတ်ချက်ရမကြမ်းမာရာပဲဖြစ်ဖြစ်သမတ်ချက်ရအမျိုးမျိုးသောလောကဓာတ်တွေတွေ့တာပဲဖြစ်ဖြစ်တိမှုတစ်ချက်တိုင်းမှာဗုဒ္ဓဟောကြားထားတဲ့အသိဉာဏ်ရှိတဲ့အတွက်မကြမ်းမာလေကုသိုလ်လုံးလုံးနိုင်တယ်ရှုခွင့်ရလို့သိခွင့်ရတဲ့အသိတစ်ချက်တိုင်းမှာတမာရင်းဖြစ်အောင်ကျင့်နိုင်တယ်ဘလောက်ကောင်းလဲ တမချက်ကလူတမချက်ရအဲ့ရလဲလဲနေတာတွေမတမ်းမာတာတွေမချမ်းမာတွေတမချက်တယ်လို့တမတ်လို့ရတယ်ဒါမဲ့အသိဉာဏ်ကရှိခွင့်ရလို့သိနေတဲ့အသိတစ်ချက်တိုင်းမှာကမ္မထံလုံးလို့ရတာပါလားလို့နားလေသွားရမယ်ပေါ့ တကယ်စိတ်စိတ်တွေ့ခြင်း26နှစ်မှာဒီ turning point ကိုအလုံးအတွက်ဇောက်ချပြီးရွေးချယ်မလားဒါတော့ကို့ဘေးနားမှာကို့တိုက်တော့နဲ့အတိုင်းဝိုင်းနေဆိုတာဘာတခုမှမရှိဘူးဘာတခုမှမရှိဘူးဖះရအောင်မှန်မှန်ရှိခိုးနေတဲ့အတိုင်းဝိုင်းချမှာနေနေရတာမဟုတ်ဘူးထိုးပေါက်ရတာ ဒါမဲ့အတိတ်ကပါလာတဲ့အချိန်ကအကြောင်းနေလဲပံ့ပိုးမှုပါမှာပေါ့။အော်ရွေးချယ်မှုမှန်ခဲ့ပါလား။ကိုနဲ့တက်တူရွယ်သူတွေကြီးလိုက်တော့တေချင်းတရားနဲ့ကျုံသွားခဲ့တဲ့သူတွေနေနေပေမဲ့လေအဲ့တမတ်ချက်တွေပုံမှာအဆွေးအားနဲ့၅ဘိုင်း၅ဆိုင်လုံနေတဲ့ ိဋ္ဌိယူမှားတယ်ကောင်းကုသိုလ်တွေလုပ်ခွင့်မရပဲငါသားငါသမီးအတွက်ပဲအချိန်နေဖဲ့ပေးရင်ကြံ့နေရတဲ့သူတွေအများကြီးဘဝဟာကွာခြားသွားခဲ့ပြီဘလောက်ကြည်နဲ့ဆရာကောင်းလဲ ဒါဒီဘဝတွေမဟုတ်ဘူးเนาะဒီအစွဲကြောင့်အယူမှားအမှတ်မှားကြောင့်တွားရမဲ့တန်တရာဒုက္ခအများကြီးရှိခဲ့ကြပါဘောလားလို့ကြံခဲ့ကြတဲ့သူတွေကိုသိရင်တော်တော်တန်ဝေကရတယ်တချို့သာသနာနဲ့တွေ့တယ် ပါရမီမြောက်တဲ့ကုသိုလ်တွေကိုတည်တံ့တွန်းပွားပြည့်စုံအောင်ဖောက်မထွက်နိုင်မယ်။လမ်းတွေကောက်ပြီးပြန်သွားကြတယ်။သာသနာနဲ့ထိတွေ့ခွင့်ရပါရဲ့နဲ့အမိတို့ကထဲထဲဝင်ရင်ထိတွေ့ခွင့်မရခဲ့ဘူး။လုံနေတဲ့သူတွေနဲ့လည်းတွေ့ကြုံခဲ့ရတာမဟုတ်ဘူး။ ဒါကြောင့်မလို့ယောဂီတို့သေချာနောင်တပြရစေနဲ့မဖြုတ်နိုင်သေးရင်တော့သာသနာနဲ့ပတ်သက်တဲ့ကောင်းမှုကုသိုလ်တွေကိုစိတ်ကရောက်အောင်လုပ်ဝိုင်းဝန်းလုပ်ပူပေါင်းပနိုင်အောင်လုပ်အဲ့ကောင်းမှုကုသိုလ်အလုံးမပြုတ်သွားစေနဲ့လို့ယောဂီတို့တတိထားရမှာအသက်ကြီးလာရင်အသုံးလို့မရတော့ဘူး အသက်တွေပိုကြီးလာပြီးနိုင်ငံတွေကစူးစမ်းအထောက်အမှုအမကောင်းခဲ့ရင်ဖောက်ပတ်ထွက်နိုင်မှုပိတ်နေတဲ့နေဝရဏတွေကိုမဖောက်နိုင်မှုအသက်ကြီးမှမဟုတ်ပါဘူးငယ်တဲ့သူတွေလည်းမဖောက်နိုင်ကြပါဘူးကြီးလာရင်ပုံဆိုးပြီးလာတော့မေပြာတိပေးတွေယောဂပေးတွေနှိမ့်ဆက်တော့မယ် မရဏဘေတည်ခြင်းညားဒီတွေ့ကြုံတော့မယ်မဖောက်ထွက်ထားနိုင်ရင်ဘယ်လိုလုပ်ကြမလဲစိတ်တွေအငြင်းကြီးကင်းအောင်မရှင်းနိုင်ရင်ဘယ်လိုလုပ်ကြမလဲဒီဘေးဆိုရင်ဒုက္ခတွေကြုံရတော့မှာတရားမပေါ့နေကြနဲ့လို့ပြောတာ အချိန်မီအောင်လို့ငယ်တဲ့လူတွေအချိန်မီတယ်အချိန်မီအောင်လို့သာသနာနဲ့ပတ်သက်နေတာအမေတို့ငယ်ငယ်တုန်းကတော့မပတ်သက်ခဲ့ရအောင်နော်ဖျားလေးရှိကိုပေးရွအဲ့လိုမျိုးကနေပြီးတော့ပဲစခဲ့ရတာအဲ့တုန်းကလေအဲ့အစ်လျောက်တစ်ချိန်မျက်စိများ꽌ခဲ့ရင် ဒီပိပဒန်းနေဆိုတာအာကုံရအောင်လုပ်ထားမယ်ဆိုတဲ့စိတ်နဲ့ဒါအလွတ်ကျက်မှတ်ပြီးအမြဲတမ်းပူဇော်တာအဲ့ကောင်းကုသိုလ်အားနေတစိတစိတိုးတက်ပြီးတော့ပြည့်စုံလာအောင်ဒီဝရိယကိုဒီဇိုင်းမှန်မှန်ကြိုးစားနေတာ ိတ်ကတဖြည်းဖြည်းနဲ့သာသနာနဲ့ပတ်သက်ပြီးတော့အတွင်းထဲရောက်လာတာပေါ့သာသနာတောင်ဝင်ထမ်းနဲ့လှုပ်တယ်သူများရဲ့တန်တယ်မှာသီလသမာဓိပညာတွေဖြစ်အောင်သာသနာပြုပေးနိုင်တဲ့အလုပ်တွေတောင်ဝင်ဝန်ထမ်းဆောင်တဲ့အလုပ်တွေတေချာလုပ်ခွင့်ရတာတေချာကောင်းမကြစေနဲ့ တော့ငယ်စဉ်နဲ့ကဘယ်ဝရိယနဲ့ဘာတွေလုပ်နေလဲပေါ့ဒီတန်းအောင်တိုးပွားအောင်ပြည့်စုံအောင်ဝရိယအောင်လုပ်နေသလားဘာတွေတွေ့တနေ့တနေ့အချိန်ကုန်ပြီးလုပ်နေသလဲဒါတွေကိုအကဲခတ်ပြီးတော့သတိထားမှာသာသနာတော်ဝင်တွေကိုထမ်းပေးနေသလားစိတ်ကရောက်ရမှာ ရောင်ဖောက်တဲ့မှာရှုခင်ရလို့သိတယ်ရှုလေးတစ်ချက်တိုင်းမှာတတိထားသိမယ်စူးစိုက်ဆွေးမြေ့အောင်လုပ်မယ်သင်္ခါရအနေစနေနေနားလဲရှုခင်ရတဲ့ဘောအမှန်မြင်အောင်သိလာလိမ့်မယ် အတိတချက်တိုင်းဝန်ထောင်းတတိတော်ဝရိယမိတက်တင်တိမှုလေးတွေငြိမ်အောင်လို့ရှုလေးငြိမ်ပြီးငြိမ်သွားရင်စိတ်တွေတည်ငြိမ်လာနိုင်မယ်ခံစားတိမှုတစ်ချက်တိုင်းတတိထားမိလာနိုင်မယ်ပြင်းနှမှုကင်းရင် စိတ်မှာဒုက္ခနဲ့ရှင်လာလိမ့်မယ်တိမှုတိချက်တိုင်းစိတ်တသင်္ခါရဆိုတိမှုလေးတွေထင်ရှားပြီးတိမှုလေးတွေပေါ်လာတိုင်းမိလာလိမ့်မယ်တိစရာလေးတွေငြိမ့်ပြီးငြိမ့်သွားတယ်ပတ္တံပယံစိတ်တသင်္ခါရန်တိခံစားတိမှုလေးငြိမ့်ပြီးတော့ငြိမ့်သွားသည်တိစူးစမ်းရမယ် တေချာတတိဓာတိပေတေချာတတိဓာတိပေတေချာတတိဓာတိပေအတိတ်တစ်ချက်တိုင်းမှာတမာတိဖြစ်သွားပြီး ရှုလင်းငြိမ့်မိငြိမ့်သွားပြီအမြဲတမ်းစူးစိုက်ပေးစူးစိုက်ပေးစူးစိုက်ကြမည်ဒီအသည့်တစ်ချက်တိုင်းကိုစိတ်ဝင်စားပေးကံမျက်လုံးဖွင့်တဲ့အချိန်မှာရောမြင်ခိုက်အသည့်ပါတတိရှိသလားကြားခိုက်အသည့်မှာတတိရှိသလားနံခိုက်အသည့်မှာထိတွေ့ခိုက်အသည့်မှာစားခိုက်အသည့်မှာ ိတ်ခံစားသိမှုတစ်ချက်တိုင်းကိုသတိထားမိသလားလို့ဒေချာအကိတ်ခတ်ပေးအဲ့တော့ကံမြင်လုံးမိတ်တဲ့အချိန်မှာကမ္မထံလုတ်ကိုကြာကြာနာနာမလုပ်ထားရင်ကံမြင်လုံးဖွင့်တဲ့အချိန်မှာတမာရီရဖို့ပုံမလွယ်တော့ဘာဖြစ်လို့လဲဆိုတော့အစွဲတစ်ခုနဲ့ပါသွားမယ်အာယုံရဲ့တဘာဝကိုမသိမှုမောဟပိတ်ထားတယ် အစွဲတမှုနဲ့ပါသွားမယ်ဒိဋ္ဌိယူမနဲ့အာယုန်နမိတ်တွေနောက်ကိုပါသွားရင်အိန္ဒြိယတံဝရတိလပြက်လိမ့်မယ်အရှုပင်ရလက်သိခွင့်ရတဲ့အတိတ်တစ်ချက်တိုင်းမှာကြင့်မယ် တိတစ္ချက်တိုင်းမှာတတိတာကံစားသိမှုတစ္ချက်တိုင်းမှာတတိတာမိအောင်ကျင့်သွားတိကမြလေးရှုခိုင်းတည်တဲ့ရသဘောကြည့်တယ်ခံစားသိတဲ့တတိတာမိတယ်အာယုန်နဲ့ပတ်သက်လို့မှတ်သိစိတ်လက္ခဏာအောင်ထောက်ပေး မောဟရဲ့သဘောအာယုံရဲ့သဘာဝကိုမသိတာမောဟပဲတချို့မောဟကြောင့်ကပ်ပြောလဲမကြဘူးစိတ်တရားအာယုံရဲ့သဘာဝအမှန်ကိုမသိဘူးစိတ်တရားတောင်းမြောက်ရ ပြည့်နှံ့မှုတွေများနေတယ်။တည်တံ့အောင်တွန်းပွားအောင်ပြည့်စုံအောင်ကျင့်ကြရမယ်လို့နားလည်ရမှာ။ကောင်းကြနေတယ်။အတွင်းမှာပိတ်တာတွေများနေတယ်။တိတ္တချက်တိုင်းမှာတည်တာ အာယုန်တိလက္ခဏာကိုထောက်သွားအဲ့အတိတစ်ချက်တိုင်းမှာခန်းစားသိမှုတစ်ချက်တိုင်းမှာမပြည့်နှံ့တော့ဘူးသိမှုတစ်ချက်တိုင်းမှာစိတ်ကလေးငြိမ်လာပြီသိမှုတစ်ချက်တိုင်းမှာစိတ်တဏှုပတ္တလာရောက်လို့သိမှုတစ်ချက်တိုင်းကိုထောက်နိုင်ပြီး တာယုံတည်းမှတ်သိစိတ်လက္ခဏာကိုထောက်နိုင်ပြီအဲ့ဒါနဲ့မြာအဘိပမောတယံစိတ်တန်းစွာဒီစိတ်ကလေးကရွှင်လန်းလာတယ်တမာတန်စိတ်တန်းတိမှုတစ္ဆေတိုင်းတည်ထားမိလာမယ်ဝိမောဇယံစိတ်တန်း အဲ့တိုက်လာတဲ့မှတ်သိစိတ်လက္ခဏာမှာရာဂဒေါသအကျဉ်းစားနှပါလောအောင်စိတ်ကိုထားလာနိုင်လိမ့်မယ်အမှတ်လက္ခဏာလေးမှာပါတတ်တယ်ပေါ့အစိမ့်မြေခဲ့တဲ့အမှတ်အစိမ့်မပြေတဲ့အမှတ်အဲ့ရာဂဒေါသအကျဉ်းစားနေပြီလွတ်အောင် ထားလာနိုင်လိမ့်မယ်အဲ့တော့မှတိမှုအိဆာရာဂဒေါသအကျဉ်းစားနေလွတ်မှ စိတ်တစိတ်တိုင်းအတိတ်တစ်ချက်တိုင်းတိအိဆာတိအိဆာအဲ့ဒီအိဆာမင်းကိုရောက်လိမ့်မယ်အစွဲမကင်းရင်အိဆာကိုမမြင်ဘူးအဲ့လိုပဲအိဆာမြင်ရင်အစွဲကင်းလို့အစွဲကင်းတယ် အကြောင်းမို့နေစာတတ္တင်နာအလုံးပေါ်ဟောတီလို့ဒေသနာမှာပါတာအနေစာမမေအဆွေမကိမှုအဲ့လိုပဲယူအမှတ်တည်းဖြုတ်နိုင်မှအဆွေကင်းတာအဆွေဆိုတဲ့လောဘရဲ့ဖြစ်ကြောင်းမှာလောဘရဲ့ဖြစ်ကြောင်းဟာဒီတန်ရောစေမယ် အယူတခုနဲ့အမှတ်မှားလို့ပဲအယူတခုနဲ့အမှတ်